အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပေါ့ပေါ့ပေါ့ပါအနေနဲ့ဖန်တီယိုလီတခုကိုကျွန်တော်တို့နည်းနည်းလေးဆွေးနွေးကြည့်ထားရအောင်ပင်မူကလီလီကိုဝင်ပူးပြီးတော့ချွားမန်းကိုတစ္ဆာဖောက်ခဲ့တာကတော်တော်လေးဖြစ်နိုင်ခြေရှိတဲ့ theory တခုပါပဲနော်နီဘာကြောင့်လဲဆိုတော့နောက်ဆုံးထွက်ခဲ့တဲ့ chapter ရဆိုလို့ရှိရင်အင်မူကခန်ကိုကိုဝင်ပူးပြီးတော့တခြားလူတွေကိုဒုက္ခပေးခဲ့တာကိုခြေချင်းအဖြစ်ဒီလီလီကိုလည်းအင်မူကဝင်ပူးပြီးတော့ချွားမန်းကိုတစ္ဆာဖောက်ခဲ့တယ်ဆိုတာအများကြီးဖြစ်နိုင်ခြေရှိတယ် ီဖြစ်ရဲ့မှန်ကိုတက်တည်ဖြောက်ဖို့အတွက်ဆိုပြီးတော့ပိုနီကလစ်တွေကိုသူကမဖြက်စည်းပဲနဲ့ကဘာအနက်မှာရှိတဲ့နေရာတွေကိုပို့ပြခဲ့ပြီးတော့အမှန်တရားကိုဖျက်ဖျက်ခဲ့တာလည်းဖြစ်နိုင်တယ်။ဒါကြောင့်မို့လို့ဒီဂလန်နဲ့ Five Century ကို World Government ကအသေးအနက်ဖုံးကွယ်ဖို့ကြိုးစားခဲ့တာကလည်းဒီကြောင့်ကြောင့်ပဲဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့အေရှန်ဝါမှာဆိုရင်ချွမ်းမွန်ဘက်ကနေဒီကလန်ကရက်တည်ခဲ့တယ်ဆိုပေမဲ့ Nefertari D D ကတော့ World Government နဲ့ပြန်ပြီးတော့ပူးပေါင်းသွားခဲ့တာကိုကြည့်ပြီးတော့ကျွန်တော်တို့ထောက်ကောက်ချက်ချလို့ရတယ်။ဒါကြောင့်မို့လို့ပဲ World Government အဖွဲ့ဝင် ဖြစ်နေပြီမဲ့လည်း နဖတရီဒီကလန်ကနေဆိုလို့ရှိရင် Mary Joyce မှာလည်းသူတို့ကမနေပဲနဲ့သူတို့ကသူတို့ရဲ့မူရက်မြေမှာပဲသူတို့ကဆက်ပြီးတော့နေထိုင်ခဲ့တာဖြစ်တယ်။သူတို့ကိုလည်း World Government ကတစ္ဆက်ပေါက်တွေဆိုပြီးတော့လည်းတတ်မှတ်ထားတာလည်းဖြစ်တယ်။ဒီချက်တွေအားလုံးကိုခြုံငုပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်အီမူက join point ရဲ့ပတ်တော်တာဖြစ်တဲ့လီလီကိုဝင်ပူးပြီးတော့ဂျာမန်ကိုတစ္ဆက်ပေါက်ခဲ့တယ်ဆိုတာကအများကြီးဖြစ်နိုင်ခြေရှိတယ်။ ဒါပြင်နောက်ထပ်စိတ်ဝင်စားကြကောင်းတာတစ်ခုကလက်ရှိဒရုန်းပေါ်မှာထိုင်နေတဲ့အင်မူကိုယ်တိုင်ကလည်းပဲလီလီပဲဖြစ်နေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့အင်မူရဲ့ပုံစံကမင်းကလေးတယောက်ပုံစံပုံပြီးတော့ပေါက်နေတယ်။ဒါပေမဲ့လည်းပဲဒါဟာအင်မူဝင်ပူးခြင်းကိုခံထားရတဲ့လီလီဆိုလို့ရှိရင်တော့ပို့ပြီးတော့မှန်လိမ့်မယ်။အင်မူကဘာကြောင့်လူရှိမထွက်ပဲနဲ့လီလီကိုဝင်ပူးပြီးတော့ဒီချိန်ထိရှိနေရတာလဲဆိုတော့ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင်အင်မူကလူတယောက်တောင်မှဖြစ်နိုင်ခြင်းမရှိဘူး။သူက creature ကြီးတစ်ကောင်ဖြစ်နေနိုင်တယ်။ဒါကြောင့်မလို့လေသူကတခြားဒီ devil fruit တွေ၊ hagi တွေအလွန်မှရှိတဲ့အဆွမ်းတွေကိုလည်းသူကစိတ်ကြိုက်တုံးနေ င်နိုင်တာကိုကျွန်တော်တို့အနေနဲ့အများကြီးမြင်တွေ့ခဲ့ရပြီပါပြီ။ဒါကြောင့်မို့အနေနဲ့အနည်းဆုံးပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်အီမူကလီလီကိုဝင်ပူးပြီးတော့ဂျာမန်ကိုတစ်စာပေါက်ခဲ့တာဖြစ်နိုင်တယ်။ဒါကြောင့်မို့လို့လည်းသူတို့ရဲ့ information ကိုဖျောက်ဖျက်တဲ့အနေနဲ့ police clip တွေကိုနေရာအနှံ့မှာသူကဖျန့်ချက်ခဲ့ရလည်းဖြစ်နိုင်တယ်။အပြင် Nefertari family ကိုလည်း World Cup မှာ၅ခုချိန်တိတစ်စာပေါက်တွေဆိုပြီးတော့သတ်မှတ်ထားပြီးတော့အီမူကခုချိန်ထိကိုလည်းပဲလီလီရဲ့ခန္ဓာကိုယ်ထဲမှာဝင်ပြီးတော့ပူးနေပြီးတော့ ဒီကဘာကိုဆက်ပြီးတော့အုပ်ချုပ်နေတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့ကျမှပဲနောက်ထပ် content တွေနဲ့ပြန်ဆောင်ကြပါမယ်